စစ်ကောင်စီထိန်းချုပ်ထားတဲ့ဟာခါမျိုးမှာလျှက်စင်မီပြတ်တောက်နေတာ၃လကျော်ကြာမြင့်နေပြီဖြစ်ပါတယ်။ဒေတာကန်တွေဟာကွန်ပျူတာဖုန်းနဲ့ပါဝါဘန်တို့ကို အခကျင်းငွေပေးပြီးအားသွင်းနေရတယ်လို့သိရပါတယ်။ဟာခါမျိုးမှာပြီးခဲ့တဲ့မလ19ရက်နေ့ကလေးကလျှက်စင်မီပြတ်တောက်နေတာပါ။ဒေတာကန်တွေဟာအလုပ်လုပ်ဖို့နဲ့စက်သွေးရည်ပြုလုပ်ဖို့ကွန်ပျူတာဖုန်းပါဝါဘန်တို့ကိုအခကျင်းငွေပေးပြီးအားသွင်းနေကြတာဖြစ်ပါတယ်။ဟာခါဒေတာကန်အမျိုးသမီးတအူးက တိုင်းနိုင်စားတဲ့လူမျိုးရေးကိစ္စစီးပွားရေးကိစ္စတွေအတွက်ဆက်သွယ်ဖို့ဖုန်းအားအရေးကြီးတယ်။အာသွင်းမှုမိစက်နိုးတဲ့နေရာတွေမှာခါချင်းငွေပေးပြီးအာသွင်းရတယ်လို့ CJ platform ကို ပြောပါရတယ်။အခုလိုအာသွင်းရမှာကင်မရာတစ်လုံး9000ကျပ်ဖုန်းတစ်လုံး1500ကျပ်နဲ့ပါပန်းအရွယ်စားပေါ်မူတည်ပြီး3000ကျပ်ကနေ9000ကျပ်အထိရှိတယ်လို့သိရပါရတယ်။အစားကတော့ပတ်စံပေးပြီးအာသွင်းစရာမလိုဘူး။ တဏျာနဲ့တဏျာဈေးမတူဘူးလို့အသက်25နှစ်အရွယ်ဟာခဒေတာကန်အမျိုးသားတအူက CJ platform ကိုပြောပါတယ်။အလောက်အကိုင်းတွေရှာပါပြီ။ပုံမှန်ဝင်ငွေမရှိတဲ့အချိန်မှာအခုလိုအခချင်းငွေပေးပြီးအသွင်းရတာဟာအပေါငွေကုန်ကြသလိုမိသားစုစားဝတ်နေရေးအတွက်ထိခိုက်လာတယ်လို့ဆိုပါတယ်။ဒါပြင်ချက်ပြုတ်ရမှာလဲမိသွေးခဲကိုသာအုံပြူနေရပါတယ်။သောက်သုံးရေးအတွက်ကတော့ရေဆက်ငားရံပြီးရေတင်နေရတာကြောင့်အခက်ကြုံတွေ့နေရတယ်လို့ဒေသခံတွေကဆိုကြပါတယ်။ ဖြောင်းနိုင်ငါအစာဝဲရတယ်။ပုံမှန်ဝင်ဝင်မရှိသူတွေအနေနဲ့ကြာလာတော့မိသားစုစာဝင်တွေထိခတ်တယ်လို့အသက်50နှစ်အရွယ်ဟာခဒေတာကအမျိုးသမီးတဦးက CJ platform ကိုပြောပါတယ်။ဟာခမျိုးဟာစစ်ကောင်စီထိန်းချုပ်တဲ့မျိုးဖြစ်တယ်လို့ပြည်내ယုံဆိုင်တာမျိုးလည်းဖြစ်ပါတယ်။စစ်ကောင်စီထိန်းချုပ်ထားတဲ့ဟာခထန်တလန်တီတိန်စတဲ့မျိုးတွေအပါအဝင်တော်လိုင်းတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ချင်းပြည်နယ်ကမျိုးတွေမှလည်းလျှင်စစ်မီမရရှိတာနှစ်ကြာနေပြီဖြစ်ပါတယ်ရှင်။ အခုလိုသတင်းတွေကို ပုံမှန်အမျှဝေပေးနိုင်ဖို့ ਨੇ CJ Platform သတင်းဌာနရဲ့ရေရဲ့တင်နိုင်ရဲ့အတွက် YouTube မှာလည်း CJ Platform လို့ရှာဖွေပြီးဝင်ရောက်နားဆင်နိုင်ပါတယ်။သတင်းအသစ်အသစ်တွေကို အချိန်နဲ့တပြေးညီရရှိဖို့အတွက်ကျမတို့ရဲ့သတင်း Channel ကို Like and Subscribe လုပ်ဆောင်ပြီး Notification လေးကိုဖွင့်ထားကစောင့်ကြည့်နိုင်ပါတယ်ရှင်။